တိုချိုအကူကြီးကမကြည်ပြူတော့ဘူးเนาะအတူတူနေပြီးတော့မှစာဘာဝနေတဲ့စားနေကြကြောင်ပိုင်းတွေအများကြီးရှိပါတယ်အဲ့ဒါတွေကခမားတို့ကိုကြာကြောင်ချောင်းနေပါတယ်ပြောရမှာတော့စိတ်မကောင်းဘူးပေါ့เนาะဘာလို့လဲဆိုတော့လေဒီဂျပန်နိုင်ငံတတိတော်တော်များများကျွန်တော်တတိအပါဝင်ပေါ့เนาะမြန်မာနိုင်ငံသားတက်မခေါ်တော့ဘူးယောက်ျားလေးပဏိယောင်းနဲ့အတူတူအိတ်ပြီးတော့မတိတော့မြန်မာမိန်းကလေးကနေ AID ရဲ့ယောဂါအထူးပြန်နေပြီဆိုတဲ့ တိတိကျကျစကပြန်လုတ်ပေးလိုက်ရသူကနေတိတိကျကျသိလိုက်ရတာပါအားလုံးပဲမင်္ဂလာပါရှင်လေးရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါရရှင်အခုစလေးတင်ဆက်ပေးမဲ့ဗီဒီယိုလေးကတော့အားလုံးသတိထားမဲ့ WU file လေးပဲဖြစ်ပါရရှင်အထူးသတိထားမှာတော့နော်ဒီဂျပန်ကိုသွားတဲ့မိန်းကလေးတွေရောယောက်ျားလေးတွေရောဒါလုံးဝကိုသတိထားရမဲ့ WU file လေးပဲဖြစ်ပါရရှင်ဒီ WU file ထဲမှာဆိုလို့ရှိရင်တော့ကောင်မလေးကယုံစားပြီးတော့နော်ကောင်လေးနောက်ကိုလိုက်သွားတာရှင်ခွေရောက်တော့လဲ Levis together အတူနေပြီးတော့နော်ပြီးလဲပြီးတော့ကောင်မလေးကိုတင်မကျွေးနိုင်လို့ဆိုပြီးတော့ဒါအိမ်ပေါ်ကနေပြီးတော့နော် ူကြီးပိုင်းနဲ့ကိုသူကမောင်းချတာတဲ့ရှင်ဘလောက်တောင်မှအကျဉ်းယူလိုက်လဲနော်စားပြီးနားမလဲလို့တာရှင်ဒီအကောင်ကတတော်လေးကိုအကြံပတ်ဆက်တဲ့ယောက်ျားပဲရှင်မိန်းကလေးလည်းအထူးတတိထားလို့ရအောင်လို့ဒီဗျူဖိုင်လေးကိုအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင်ဂျပန်ရောက်နေတဲ့ညီမအမျိုးသမီးငယ်လေးတွေယုံလွယ်ကြဖို့စေရနာနဲ့သတိပေးစကားလေးပြောခြင်းမိပါတယ်ခဏခဏကြားနေရပါတယ်ဂျပန်မှာညီမအမျိုးသမီးငယ်လေးတွေတိကိုက်ညက်နာနေရတာတွေပေါ့ဂျပန်မှာကနေ့တွေကြာကြီးနေပြီးနော့ဆာဘာဝနေတဲ့စားနေကြကြောင်ပိုင်းတွေအများကြီးရှိပါတယ် အဲ့ဒါကြီးကခင်ဗျားတို့ကိုကြာကြောင်ချောင်းနေပါတယ်အခုလဲဒါတရင်လေးတခုဖတ်လေးရတယ်ဗောဒါကောင်မလေးရဲ့နေဘက်က training နဲ့လာပြီးတော့မှ ကောင်လေးရတော့တူဂျိုဘက်ကဗောနော်အကိုကြီးရတော့တူဂျိုကအဲ training နဲ့လာတာလောက်ကဘာမှမရဘူးဗောပတ်စံဘလောက်မှမရဘူးဗောအဲ့လိုလုံးဝနေပဲနဲ့ဒီဘက်ပြောင်းလာခဲ့ဆိုပြီးတော့တမိသားဖြစ်တော့အကိုကြီးကခေါ်ခေါ်တော့ကောင်မလေးကလည်းအကိုကြီးကိုသွားတားတီယုံစားပြီးတော့တက်သွားတာခစ်ကဘယ်လိုပြောရမလဲပြောင်းသွားဒီမှာဂျပန်မှာကအရင်လိုမဟုတ်တော့ ဝန်ကြီးချုပ်လည်းပြောင်းသွားတယ်เนาะဒီဥပဒေလည်းနည်းနည်းပြောင်းသွားတယ်ပေါ့အဲ့တော့အရင်ကလိုခါဆိုဒိုလည်းရှောက်လို့မလွယ်တော့ဘူးခါဆိုဒိုမျိုးတော့နာမည်ရှောက်တော့လည်းမရဘူးအဲ့လိုမျိုးတွေဖြစ်တဲ့ခါကျတော့အရင်လို6လလို့တစ်နှစ်တော့မရဘဲနဲ့เนาะ2လဗီဇာပဲရတယ်အဲ့တော့လှုပ်လို့ရတာဆင်မပြေဘူးပါညာပေါ့တင်ကျွေးရမယ့်ပုံစံတွေဖြစ်လာတယ်ဒါအဲ့လိုဆိုတော့မကြည်ဘူးတော့ဘူးပေါ့တိုကျောအကူကြီးကမကြည်ဘူးတော့ဘူးเนาะအတူတူနေပြီးတော့မှ living together နေကြပြီးတော့မှ ဒါမကြည့်ယူကြတဲ့ခါကျတော့တရဏာတွေဖြစ်ပြီးတော့ရဲတွေပါခေါ်ပြီးတော့ဒါအိမ်မွားနေနှင်ချတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့ကလေးမလေးကဒုက္ခရောက်သွားတယ်ပေါ့ပြောချင်တာကတော့ training နဲ့လာတယ်ဆိုရင်လဲနှစ်ပြည့်အောင်လုပ်ပါဘယ်သူမှမယုံပါနဲ့ကိုဂရိခံခဲ့တာပဲဗျာနော်ကိုတွေကဂရိခံခဲ့တာပဲနှစ်ပြည့်အောင်လုပ်ပါမယ်၃နှစ်ဆိုတဲ့၃နှစ်ပေါ့ဗျာဂရိဆိုတာတီးရတယ်ဗျာနော်အဲ့ဒါကြောင့်လဲဘာမှပါ ဒါပေမဲ့အဓိကတော့အယုံမလွယ်ဘူးပါအယုံမလွယ်ဘူးပြောချင်တာပါဒါဘယ်လိုပြောရမလို့ကြောင်ကရင်းပြက်နဲ့ဇရက်တောင်ပန်ကျိုးဆိုရင်တော့ပြက်တနာမရှိပေမဲ့နော်ဘာမှဘူမတီကိုမတီတဲ့ကလေးမလေးတွေကြောက်လဲတော်တော်ကြီးနှစ်နာပါတယ်အဲ့ဒါလေးလာပြောတော့ပါအလုံးကျေးဇူးတင်ပါတယ်ကောင်းအမျိုးသမီးများတတိထားနိုင်ကြပါစေပေါ့ ကဲနော်ဂျပန်သွားမဲ့သူတွေရှင်လဲဒါလုံးဝကိုတတိထားစရာပဲရှင်အခုခက်ခတ်တော်တော်များများကနော်ဒီ line ပေါ်ကနေပြီးတော့ကြိုက်ကြရဲရှင် line ပေါ်ကနေကြိုက်ယုံကြည်ပြီးတော့နော် like သွားပြီးရင်မဖြစ်တဲ့နာရီဖြစ်တာပဲရှင်အခုလူမျိုးဖြစ်တာတွေကတကယ်ကြတော့နော်မိဘတွေပဲယဉ်ကျိုးရမှာရှင်ကိုကိုတိုင်းကလည်းနော်ဒါအဆက်မရှိ like သွားတဲ့လူမျိုးနော်မိန်းကလေးတန်ဖိုးကြရဲရှင်ဒါကို main ကလေးတွေအကုန်လုံးနော်တတိထားကြပါရှင်ယောက်ျားတိုင်းကိုတော့မဆိုလိုပါဘူးရှင်အခုခက်ခတ်တော်တော်များများကနော် if is together နေပြီးရင်တရားဝင်ယူကျင်ကြရဲဆိုတဲ့ယောက်ျားတွေကရှားရဲရှင် နောက်ထပ် view file မှာဆိုလို့ရှင်လဲဒီဂျပန်မှာเนาะအဖွဲလိုက်ကြီးကိုအေးကိုက်နေကြတာရှင့် AID ရဲ့ယောဂကိုเนาะဘလိုမျိုးကနေကူးဆက်တာလဲဆိုတာလဲအတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှင့်နေကြအောင်ငါနင်တို့တရင်လူပြောဆက်ရှိရဒီမှာဘရိုတယောက်တင်ထားတာတွေ့လို့เนาะ Facebook ကနေခုမှငါစိတ်လာတာနင်တို့နားထောင်အဲဂျပန်ရောက်တွေပေါ့เนาะအမေဂျပန်ရောက်နောက်လူငယ်တွေပေါ့เนาะမကဲနဲ့မရွနဲ့တဲ့လူငယ်တို့တပါဝါရကဲပါရွပါ ်ထားပါလက်ခံပါတယ်တဲ့အခုရေးပြချင်တော့မိန်းကလေးအတူနေကနေယောက်ျားလေးပဏိယောင်းနဲ့အတူတူအိတ်ပြီးတော့မတိတော့မြန်မာမိန်းကလေးကနေ AID ရဲ့ယောဂအထူးပြန်နေပြီဆိုတဲ့တိတိကျကျစကပြန်လုတ်ပေးလိုက်ရသူကနေတိတိကျကျတိလိုက်ရတာပါတဲ့အရန်ကိုပြတ်နေပြီလို့သိရပါတယ်တဲ့လူမျိုးရေးပါထိခိုက်ပြီးအင်မတန်ထိခိုက်နေပါတယ်တဲ့ပုံမလင်းလင်းပြောပြီးနောက်လူတွေမကူးဆက်အောင်လူမျိုးရင်းမထိခိုက်ရအောင်ထိမ့်ပေးစေခြင်းပါတယ်တတင်းရဆိုရင်တအုပ်လုံး ကူးနေခြင်းဖြစ်ပါသည်တဲ့နာမည်လိပ်စာမပြောလို့ပါမိမိတာဝန်မိမိ TV လူမျိုးရေးနာမည်မပြောင်းအောင်ထိပ်ပေးစစ်တင်ပါတယ်တဲ့ငါတော့နာမည်ဖျောက်ပေးထားတယ်เนาะတော်ကြသူပြည်ထောင်တာမှဆိုလို့အဲ့တော့ဟိုတကလည်းငါဆော်ဘူးပါတယ်ဘယ်လိုပြောမလဲဂျပန်မှာရည်သားထားမယ်ဆိုရင်ဘာရင်တော့စစ်စစ်ချက်အရင်ဆုံးတောင်းလို့ငါပြီးခဲ့တဲ့လွန်ငယ်လင်းကားလားလားကွာငါဆော်ဘူးတော့မနော်အဲ့တော့ကလည်းတရင်ပြန်လိုက်သေးတယ်အဲ့တော့ဟုတ်တယ်ပေါ့နော်သူပြောရလဲမှန်တယ်အဲမှန်တယ်ဆိုတာထက်ဟိုဘယ်လိုပြောမလဲ ဖြစ်နိုင်နေတာပေါ့နော်အဲ့လိုမျိုးတွေတတိထားဖို့သူကတော့ပြောတာပေါ့နော်တတိထားပါအထူးသဖြင့်နောက်ပြီးအခုမှကြောင်းနဲ့ရောက်တဲ့ကြောင်းသူလေးတွေဂျပန်နေဂျပန်ကိုမကြားသေးခင်မှရောက်တဲ့ချာတိတ်ကလေးတွေပေါ့နော်ချာတိတ်ကလေးတွေဂျပန်မှာ၄နှစ်၄နှစ်၆နှစ်၂နှစ်၃နှစ်ကြိုးရောက်ပြီးစီနီယာကြီးတွေကအရန်သဘောကောင်းတာကိုရဆိုပြီးတော့အဲ့လိုမျိုးလေးတွေတင်မလားအကူညီတာလိုက်လုပ်ပေးတာဆိုပြီးအယုံလွယ်ပြီးတော့ယုံလွယ်ပါနဲ့နော် အဲဒီကိုကြီးကလှော့လိုက်တယ်ဒီကိုကြီးကချောလိုက်တာဒီကိုကြီးကကြိုက်ရဲ့မိုက်တယ်ဟာဂျပန်ရောက်နေစီနီယာကြီးမိုက်တယ်ဟာအဲဘာကြောင်းမှမတိပဲနဲ့အယုံမလဲပါနဲ့နော်နောက်တစ်ခုရည်သားအရန်လိုချင်နေတဲ့အမကြီးများနော်ကောင်းလေးတက်ကလာဟိုင်းပြီလာပြောပြီအမောက်စိတ်ဝင်စားလို့ကဘာညာတရကားဆိုရင်ဖီတက်နဲ့အဲ့လိုမျိုးဒီတတိထားပါနော်တတိထားပါနောက်ပြီးတော့ယောက်ျားလေးတွေကမင်းတို့ကောင်းနေသိရမလား တည်မလားဆန်တော့တိတ်ခါနဲ့ထိန်ကြပါဆန်တော့တိတ်ခါနဲ့ထိန်ကြဘေးရနဲ့မဖြစ်အောင်နေလို့ရတဲ့ဘယ်လိုပြောအေးပေါ့နော်မင်းတို့တော်တော်ဖြစ်နေတော့ဘေးရနဲ့ဖြစ်အောင်နေလို့ရနီလည်းနေအများကြီးရှိတယ်ကျမ်းမကြီးမင်းတို့လည်းဒီထိရောက်လာတာကွာဒီဟာလေးတစ်ခုအတွက်နဲ့ကိုဘွားကြီးတို့ကလုံးစုပ်ပြတ်တက်သွားအောင်အဲဖြစ်စေနိုင်တယ်ဆိုရင်မတန်ဘူးကွာပေးဆက်ရတာတည်မလားအဲ့တော့ queue ဆိုက်ကြပါမိန်းကလေးကြီးလည်းတွေ့ရကောင်းမတွဲပါနဲ့တွဲမယ်ဆိုရင်တော့စစ်စစ်ချက်တောင်းကြယောက်ျားလေးကြီးလည်းတောင်းကြ တော်တော်ဖြစ်နေရင်လည်းကောက်ခွေอืมဘာမတော့ကွာဒါပဲ ဟုတ်တယ်နော်ဒီဂျပန်ကိုလာဖို့ဆိုတာကတော်တော်လူတွေမလွယ်ဘူးနော်ငွေကြီးမတက်နိုင်တဲ့သူတွေဆိုလို့ရှင်တော့နော်ပိုတော်ဆိုးသေးရဲ့ရှင်ဒီဂျပန်ကိုလာဖို့အတွက်ငွေကုန်ကြီးချခံပြီးတော့တခုတခါလာရတာလေနော်အဲရောက်မှအလုံးမလုံးကပဲねဒီလိုမျိုးယောဂမျိုးတွေနဲ့ကြုံနေရဆိုလို့ရှင်တော့ဒါလုံးဝကိုစိတ်မကောင်းစရာပဲရှင်ဒီလိုမျိုးတွေမဖြစ်အောင်လို့လဲနော်ဒါလုံးဝကိုဂေယူဆိုင်ကြပါရှင်ပထမ review ဖိုင်မှာဆိုလို့ရှင်တော့ဂျပန်ကလူတွေကနော်ဒီမြန်မာနိုင်ငံကလူသမားတွေကိုဒါမခေါ်တော့ဘူးလို့လဲပြောနေရှင်ဒါကိုအခုတယောက်ကရှင်းပြပေးလာတဲ့ review ဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်ရှင် ြောရမှာတော့စိတ်မကောင်းဘူးပေါ့နော်ဘာလို့လဲဆိုတော့လေဒီဂျပန်နိုင်ငံတတိတော်တော်များများကျွန်တော်တတိအပါဝင်ပေါ့နော်မြန်မာနိုင်ငံသားတတ်မခေါ်တော့ဘူးဘာလို့လဲသိလားအဲမြန်မာနိုင်ငံသားတွေကိုမကောင်းလို့မဟုတ်နော်မကြိုက်လို့မဟုတ်သူတို့အရန်ကြိုက်တယ်သူတို့ကြိုက်လွန်းလို့လည်းမရမကအခက်ခဲနေခေါ်ဖို့ကြိုးစားကြတယ်ဒါပေမဲ့အခုကပို့ဖို့ဆိုးလာလို့ပေါ့နော်ပို့ခက်ခဲလာလို့ကျွန်တော်တတိဆိုရင်နောက်နှစ်ယောက်တော့သူအရန်ခေါ်ခြင်းနဲ့ခေါ်ခြင်းနဲ့တားပြောတယ်အခုလုံးဝခေါ်လို့မရလို့သူမရတော့ဘူးလို့သူပြောပလိုက်တယ်ဘာလို့လဲဆိုတော့လေအခုက ထွက်ဖို့ကမြန်မာပြည်နဲ့ထွက်ဖို့အတွက်ကြောင့်တို့ကအရန်ခတ်ခဲတယ်ပေါ့နော်တို့လှုပ်ပေးရတာဘလို့မှအဆင်မပြေလို့တထေးတွေအခုရက်ကိုရက်လိုက်ကြတာအပုံမှန်ဆိုဒီမှာအလုသမားကြီးအများကြီးလိုအပ်တယ်ပြီးတော့ဒီမှာမြန်မာအခန်းရှိတဲ့တထေးတော်တော်များများဆိုမြန်မာဘက်ထက်ခေါ်ချင်ကြတာဘာလို့လဲဆိုဒီမှာမြန်မာလူမျိုးရှိပြီးသားမလို့မြန်မာတွေကိုတို့ကြိုက်လို့ဒါပေမဲ့အခုကထက်ခေါ်လို့မရဘူးတထေးတော်တော်များများတော့အခုချိန်ကြီးလက်မလျှော့သေးဘူးပေါ့နော်ခေါ်နေတဲ့တထေးလေးရှိပါပြီပေါ့နော်တို့ကအရင်ဆိုရင်မြန်မာပြည်နဲ့တခါထိုင်းအောင်လွယ်လွယ်လေးသွားလွယ်လွယ်လေးထိုင်းရနေမှာဂျပန်အောင်ရောက်တယ်အခုကအဲ့လိုမဟုတ်ဘူး မြန်မာပြည်ကနေတခါထိုင်းဝင်ရွှေ့အဲ့မှာထိုင်းမှာတခါတဲရတာပဲသူတို့မှအလုပ်တွေအများကြီးရှုပ်ကြတယ်ထိုင်းကနေမှတစင်ဂျပန်ကိုပြီးတော့အသက်တွေကလည်းကန့်သက်ထားသေးတယ်သူတို့အဲ့ကြောင့်သူတို့မှအခက်ခဲတွေအများကြီးရှိလို့အခုတလောပေါ့နော်မြန်မာနိုင်ငံသားတွေမခေါ်တော့တဲ့တထေးတွေအများကြီးဖြစ်လာတယ်ပေါ့နော်အခုလက်မလျှော့ပဲခေါင်းရဲ့တထေးတွေလည်းရှိပါသေးတယ်ပေါ့နော်အာစိတ်တော့မကောင်းဘူးပေါ့နော်မြန်မာနိုင်ငံသားတွေ နောက်ထပ်ပြည်ဟိုင်းမှာဆိုလို့ရှင်လဲเนาะဒီဥပါစေသမားတွေကိုစပြီးတော့ဖမ်းနေပြီတယ်เนาะဒါကိုလည်းအတူတူနားထောင်ကြည့်လိုက်ကြရအောင်ရှက်ဥပါစေသမားတွေစဖမ်းနေပြီเนาะဂျပန်မှာနောက်ပြီးတော့အခွန်ကြွေးကြံရှိတဲ့သူတွေကိုဇိုင်းလူကအသက်ထုတ်မပေးတော့ဘူးလို့လဲတည်ရင်ကြီးညာထားတယ်အဲ့တော့ဒီနေ့တက်တော့ကြည်နေတလန်နဲ့ဘတ်တွန်ဘတ်တွန်နာမလို့ BNM ကောင်မလေးနှစ်ယောက်အဖမ်းခံရတယ်ပတ်သက်ပြီး overstate ဖြစ်ပြီးတော့အဖမ်းခံရတယ်ပတ်သက်ပြီးပြောပြမယ်အဲ့ဒီကောင်မလေးကိုမတင်ကားလို့စစ်ကြည့်ရခြင်းမှာအဲ့ကောင်မလေးကဇိုင်းလူကမရှိဘူးမရှိတော့ ဂျပန်ရဲတွေကနေပြီးတော့ဇိုင်းလူကမရှိဘဲနဲ့ဂျပန်နိုင်ငံမှာအလုံးလုံးလုံမရဘူးအဲ့တော့သက်ထောက်ထားသိအောင်တခုပြပါဆိုပြောတော့သူ့မှာပြစရာမရှိဘူးနော်ဂျပန်စကားလည်းတိတ်မရအောင်တနာတော့တနာစရာလေးအသက်30တဲ့ကိုနဲ့လည်းရွေးတူပါပဲသူဘလိုလေးစကားပြောလဲဆိုတော့ဝါတာရှိဘတ်တွန်နာမှုအခနဲ့နိုင်ကိုကိုတဲ့ဟာတာရာကီတိုင်ဆိုအဲ့လိုမျိုးလိုပဲပြောရပါတော့။အမှန်နဲ့ရဲတွေကသူ့ရဲ့အိတ်ထဲကိုစစ်စစ်စစ်တဲ့အချိန်မှာဟိုဟာ ဇိုင်လူကော်ပီပေါ့နော်ကော်ပီဆွဲထားတဲ့ဇာယောက်ကလေးထွက်လာအမှကျတော့သူ့ရဲ့ဒီဇိုင်လူတက်တန်ကျတော့2029ရေးထားတယ်2029မှာရေရှင်နေထိုင်ခွင့်ဗီဇာတေဂျူဆိုပြီးရေးထားတယ်ဒါပေမဲ့ကတ်မူရင်ကသူ့မှာရှိမနေအဲ့တော့ဒီဟာပဲရာလေဒါအတုမွန်လာဆိုသူ့ကိုဟိုင်းပြီးတော့စစ်ကြတာဒါအတုမွန်လာဘာညာဆိုအဲ့လိုပြောရချင်မှာသူကမတီဘူးသူ့သူ့ကိုတငငယ်ချင်းသူ့တငငယ်ချင်းလှုပ်ပေးတာပေါ့သူဒီဇာယောက်ကိုသူ့တငငယ်ချင်းလှုပ်ပေးထားမယ်ဆိုရယ်လှုပ်ပေးထားတယ်ဆိုရင်ဒီဇာယောက်ကိုသူတစ်ခါမှမတော့ရသေးဘူးဘယ်နေရာမှသူမတော့ရသေးဘူးပေါ့နော်အဲ့လိုမျိုးပြောတာအဲ့တော့ နင့်ကိုအလုပ်ခံထားတဲ့အလုပ်အခုအလုပ်လုပ်နေမလားတဲ့အခုလုံးလုံးနေဆိုရင်နင့်ကိုအလုပ်ခံထားတဲ့ကုမ္ပဏီကဘယ်ထောက်ထောက်ကြည့်ပြီးအလုပ်ခံတာလဲလို့ပြောအဲ့လိုမေးတဲ့အချိန်မှာ तू ကမိုင်းနံပါတ်ကက်ကလွယ်ပြီး तू မသိဘူးပေါ့နော်မိုင်းနံပါတ်ကက်နဲ့ပဲ तू ဟိုအလုပ်လုပ်နေရပါလေပြောရဲတွေကနေမိုင်းနံပါတ်ကက်တခုရနေအလုပ်လုပ်လို့မရဘူးဇိုင်းလူကက်မရှိလို့ရှင်အလုပ်လုပ်လို့မရဘူးပေါ့အဲ့လိုမျိုးတွေပြောပြီးတော့ဟိုအတူနေတငယ်ချင်းတွေပါလေဆိုပြီးလိုက်ပြီးတော့လိုက်ဟိုဖြစ်တဲ့အချိန်မှာ तू နဲ့အတူနေရဲ့ကောင်မလေးကလည်း2021ကတည်းကဇိုင်းလူကက်တန်းကုန်းနေတာ ူလည်း over stay တမဖြစ်နေ over stay တမဖြစ်နေတော့နှစ်ယောက်လုံးကိုရေဖမ်းခေါ်သွားပြီးတော့သူတို့ new can ကိုအဆက်အသွယ်ပြီးတော့သူတို့ရဲ့တည်င်းအချက်လက်တွေကိုအသေးစိတ်စုံစမ်းပါတယ်တော့စုံစမ်းပါတယ်အခုနောက်ပိုင်းဒီလိုမျိုး BNM ဒီ over stay တမတွေတော်တော်များလာတယ်နော်နောက်ပြီးတော့ဟိုတနေ့ကလည်းဟိုဟိုတော်လေးကလည်းအဲ့လိုမျိုးပဲအဲတိုကူတေးဂီနိုအောင်လက်မဲ့အတူယူပြီးတော့လေ ဲ့တော့အွန်လိုင်းမှာအတူယူပြီးဆက်နေဗီဇာယူပြီးဆက်နေနေရတနေ့တနေ့ကြော်ကမှအဲ့ဒါသူလှုပ်ထားတာအတူတူကြီးအွန်လိုင်းမှာအတူယူမှလည်းတည်သွားတော့နိုင်ငံကိုတက်မြန်ပို့လိုက်တာအဲ့ဒါအလုံးတော့သူများနိုင်ငံမှာအလုံးလုံးကတော့တော်တော်လေးကိုခက်ခဲရှင့်ဂျပန်သွားမယ်တငယ်ချင်းတွေလည်းနော်အားလုံးပဲဂရုစိုက်ကြပါရှင့်ကျမရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင့်ဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင့်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးတွေ့ကြမယ်နော်